ာလီဇော့ပါဒီကနေ့ဖေဖော်ဝါရီလ25ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တိုက်ပွဲဖြစ်ပွားနေတဲ့ဒညာဥရီရေတပ်ဌာနရှုအနာကကြေးရော်သားတွေရွာကိုစွန့်ခွာရင်တနက်နဲ့ပြစ်တက်မယ်လို့စစ်ကောင်စီကချင်းချောက်နေတဲ့သတင်းမောင်တော်မြို့နယ်ကယာနဲ့ရှိရှိတဲ့မြို့လူငယ်တွေမိမိဆန္ဒသဘောနဲ့အေအေထန်စစ်တင်တဲ့တက်ရောက်ဖို့ အင်အားပြကြွေးကြော်ရှိတတ်ခဲ့တဲ့တည်နေ။ကွာမျိုးနေမှာအည်ပြားရနာဝေဒနာခံစားနေရသူ3900ကျော်အထိရှိလာတဲ့တည်င်းပါအဝင်ထူခြားတဲ့တည်င်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမျိုးနေတညာဝီရေတပ်ဌာနရှုပ်အနာကစစ်ပုတ်တောင်ရောသားတွေရွာကိုစွန့်ခွာထွက်ပြေးရပြီးရှိရင်တနက်နက်ပြတ်တက်မေလို့စစ်ကောင်စီကချင်းချောက်ထားတဲ့အတွေ့စစ်ပီးရှောင်ခွင့်မရပြီး ရွာလေးမှာပြိမိနေတယ်လို့သတင်းရရှိပါရယ်။တိုက်ပွဲဆက်ဖြစ်တဲ့နေ့ကလေးကရွာကဘသူမှထွက်လို့မသွားရဘူးလို့ပြောထားတာကြောင့်ရွာကထွက်ပြီးစီးလေးရှောင်ရှင်ပေမဲ့ဘေးမှမသွားရဘူးဖြစ်နေကြတယ်လို့ဒေသခံတယောက်ကပြောပါရယ်။အာရခတက်တူအီအီနဲ့စစ်ကောင်စီတက်တူအကြားတ냐ဥရီတက်ဌာနရှုပ်အနီးဖြစ်ပွားနေတဲ့တိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးတစ်ပုတ်တောင်ကြီးော့သားတွေဟာစိုးရင်ထိတ်လန့်နေကြရတယ်လို့ဆိုပါရယ်။ တိုက်ပွဲကယောနဲ့နီးကပ်လာနေပြီးယောဟာတိုက်ပွဲ area ထေရောက်နေတော့ယောသားတွေလေးအသက်အန္တရာယ်လုံခြုံရေးစိုးရိမ်နေကြကညာအိတ်မပြောဘူးလို့ဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်ဒေသခံတချို့ကတော့စစ်ကောင်စီပိတ်ဆို့ထားတဲ့ကြားကအရေးစွန်ကစစ်ပီးရှောင်သွားခဲ့ကြပြီမဲ့အများစုယောသားတွေကတော့စစ်ကောင်စီတပ်ကချင်းချောက်ထားတဲ့အတွက်ခရမပြေးရေးဖြစ်နေကြရတယ်လို့သူမကပြောဆိုပါရယ် အာရခတက်တော်အီအီထံရဲရော်ကကွေးရဲ့အတွေ့ကျေးတုစစ်တင်နန်းတက်ဖို့အတွေ့မိမိသဘောဆန္ဒနဲ့တွားရောက်ကြမိမောင်တော်မြောက်ပိုင်းကယာနဲ့ရှိရှိတဲ့မြို့လူငယ်တွေဟာဖေဖော်ဝါရီလ23ရက်နေ့ကအင်အားပြကျွေးကြော်ရှိတဲ့ပွဲတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်မြို့လူမျိုးတွေကအာရခနိုင်ငံတော်အလံကိုကင်ဆောက်ပြီး ပြည်သူစီတင်တန်းတက်ရောက်ဖို့ကျွေးကြော်ရှိတတ်တဲ့အချိန်မှာမြို့ရဲမိရဖရီနဲ့မြို့လူထုကဝိုင်းရံလိုက်ပါပို့ဆောင်ခေကြတယ်လို့မြို့လူမျိုးအစည်းအရုံးဥက္ကဋ္ဌကိုအေးလွင်ကနရင်းကြရာတင်ဌာနကိုပြောပါရယ်မြို့လူမျိုးရေကိုသဘောဆန္ဒအရာကာကွယ်ရေးတင်တန်းတက်ဖို့ကျွေးကြော်ရှိတတ်ကြတာဖြစ်ပြီးအဓိကကိုရဲရွာကို NDA မကြရအောင်ကာကွယ်ဖို့အတွက်လို့သူကဆိုပါရယ်ပြည်သူစီတင်တန်းတက်ဖို့ရှိတက်လာကြတဲ့မြို့လူမျိုးတွေက အာရခတိုက်ပရိငရုပရိအာရခတိုက်ပရိကိုငရုပောင်ဝတိဆောက်ဖို့အာရခတိုက်ပရိကိုငရုပောင်ဝကကွေဖို့အစရှိတဲ့ကျွေးကြော်တန်တွေကိုပြန်ဒူကျွေးကြော်ပြီးတော့ရှိတက်ခေကြပါရယ်မောင်တော်မြောက်ပိုင်းကမရူလူငယ်တွေအနေနဲ့ရဲရော်ကကွေရဲ့အတွေ့ပြည်သူစစ်တင်နန်းတက်ရောက်ကြဖို့မိမိသဘောဆန္ဒအရာပါဝင်လာခဲ့ကြတာဟာအထူးဂုဏ်ယူဝမ်းမြောက်ဖွေရာဖြစ်တယ်လို့လေဥက္ကဋ္ဌကိုအေးလွင်ကနရိစရာကိုပြောပါရယ် တိုင်းပြည်တိဆောက်ရေးနဲ့ကာကွယ်ရေးမှာအာရခဒေတာနေမူလူမျိုးတွေလေးပူးပေါင်းပါဝင်တင်တယ်လို့ခံယူပြီးမိမိသဘောဆန္ဒနဲ့ကာကွယ်ရေးတင်တဲ့တက်ကြတာဖြစ်တယ်လို့ဒေတာခန်တွေကဆိုပါတယ်။မောင်တော်မျိုးနေဟာဘင်္ဂလားဒေ့ရှ်နဲ့ကဲ့ရဲ့တည်ရှိပြီးနေဆက်တစ်ချောင်းမှာခိုအောင်နေကြတဲ့အာဆာအကြမ်းဖက်အဖွဲ့ရဲ့လက်ရှိနဲ့မူလူမျိုးတွေအပါအဝင်နေဆက်မှာနေတဲ့ပြည်သူတွေဟာမကြာခဏတက်ဖြတ်ခံရမှုတွေရှိနေပါတယ်။ ကောမျိုးနေမှာအရေးပြားရနာဝေဒနာခံစားနေရသူစစ်ပီးဆောင်အပါအဝင်ဒေသခံ3,898ယောက်ထိရှိလာတယ်လို့ကောမျိုးနေစစ်ပီးဆောင်ကူညီပူပေါင်းဖွဲ့ကထုတ်ပြန်ပါတယ်။အဲ့ဒီစီးရင်ကိုဖေဖော်ဝါရီလ23ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပြီးကောမျိုးနေစစ်ပီးဆောင်ကူညီပူပေါင်းဖွဲ့အနေနဲ့ကျဲမာရေးဝန်ထမ်းတွေနဲ့ပူပေါင်းပြီးကွင်းစင်းစစ်တမ်းကောက်ယူထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။ကောမျိုးနေကအရေးပြားရနာဝေဒနာခံစားနေရသူတွေထဲမှာ အမျိုးသား1991ယောက်နဲ့အမျိုးသမီး2006ယောက်ပါဝင်ပါတယ်။အဲ့ဒီအထဲမှာအသက်70နှစ်အောက်ကလေးအယောက်600အသက်70နှစ်ကနေ78နှစ်အထိ600တယောက်နဲ့78နှစ်အထက်2596ယောက်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။ကွမ်မြူနီစီးပီးရှာကူညီရေးပူပေါင်းဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကိုနိုင်အောင်လင်းကတော့အခုလိုအကြီးပြားယောဂပုံမဖြစ်ပေါ်လာရတာကတော့စီဝါရှာပါမှုနဲ့ဈေးနှုန်းမြင့်မားမှုတို့ကြောင့်အပြင် ဆေးမီတိုတွေနဲ့ကုသပေးမယ်လေအနာနဲ့ဆေးမတည်တာကြောင့်ဖြစ်တယ်လို့နရင်းစရာကိုပြောပါရယ်အရေးပြယောဂခန်းစားနေရသူတွေကိုကျန်းမာရေးဝန်ထမ်းတွေရဲ့လမ်းညွှန်ချက်အရာလူတစ်ယောက်ကိုတောက်ဆေးလိန်ဆေး9ရက်စာဆေးဝါးကုန်ကြစည်းရဲ့ကျက်1000လောက်ရှိနေလို့ကုညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့လည်းပြရပါရယ်ရေပြည်မှာဆေးဝါးရှားပါတာနဲ့ဈေးနှုန်းတွေမြင့်မားနေလို့ကုညီဆောင်ရွက်ရာမှာခက်ခဲနေတယ်လို့လည်းပြရပါရယ် ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်။ပြည်ရင်းသတင်းတစ်ပုတ်အနေနဲ့ကတော့2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေဖေဖော်ဝါရီလ24ရက်နေ့အတွင်းအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာရောက်နေတဲ့နိုင်ငံသားသားစုစုပေါင်း2380ယောက်ကိုစစ်စေးဖို့တုံထိမ့်သိမ်းခဲ့တယ်လို့စစ်ကောင်စီရဲ့မြန်မာအလင်းသတင်းစာမှာဒီကနေ့ထုတ်ပြန်ဖော်ပြထားပါတယ်။ ဲ့ဒီထဲက683ယောက်ကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့လည်းဆိုပါရီကျန်းရှိနေတဲ့နိုင်ငံခြားသား1698ယောက်ကိုလေသက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်လွှဲပြောင်းပေးဖို့အဆင့်တင့်ဖြစ်နေပြီလို့စစ်ကောင်စီကဆိုပါရီဒါအပြင်ကရင်ပြည်နယ်မြောက်ဥရီမြို့နယ်ကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာရောက်ရှိ လုက ାଇ နေတဲ့နိုင်ငံခြားသားအယောက်150ကိုဖေဖော်ဝါရီလ24ရက်နေ့မှာ ချက်မှန်ဖော်ထုတ်ထိမ့်သိမ်းခဲ့တယ်လို့လေစစ်ကောင်စီကထုတ်ပြန်ထားပါတယ်ထိမ့်သိမ်းထားသူတွေဟာတရုတ်အင်ဒိုနီးရှားဗီယက်နမ်မလေးရှားပါကစ္စတန်အိန္ဒိယယူဂန်ဒါအီသီယိုးပီးယားနီပေါ်ထိုင်းယဝန္ဒါကင်ညာကာဇစ္စတန်ကမ်ဘောဒီးယားနဲ့တရုတ်တိုင်ပေကနိုင်ငံသားတွေဖြစ်ပြီးအများစုဟာတရုတ်နိုင်ငံသားတွေလို့လေဆိုပါရယ်အဲ့ဒီနိုင်ငံသားတွေဟာထိုင်းနေဆက်ဒေသကနေ မြန်မာနိုင်ငံထေးကိုတရားမဝင်ဝင်ရောက်လာပြီးကီရင်နေချားစောင့်တက် BGF ထင်ရှုပ်ရာခြွေကုတ်ကိုနဲ့ဒီမိုကရေစီအကျိုးပြုကီရင်တက်မတော် DGB ထင်ရှုပ်ထားရေ KK Park မှာရောက်ရှိနေတဲ့နိုင်ငံသားတွေဖြစ်ပါရီနိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရုရှားယူကရိန်းစစ်ပွဲသုံးနှစ်ပြည့်တဲ့ဖေဖော်ဝါရီလ24ရက်နေ့မှာကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထူရိုနဲ့ ဥရောပကောင်ဆောင်73ရောက်ထက်မနေယူကရိန်းကိုရောက်နေကြပါတယ်။ယူကရိန်းကိုရုရှားကကျူးကျော်တိုက်ခိုက်ခဲ့တာ၃နှစ်ပြည့်တဲ့အချိန်မှာကမ္ဘာကောင်ဆောင်တွေကီယက်ကိုလာရောက်ပြီးယူကရိန်းဘက်ကအကြီးကရက်တီထောက်ခံပေးခဲ့တာကိုပြသခဲ့ကြတာလို့လေနိုင်ငံတကာသတင်းတွေကဆိုပါတယ်။ကီယက်မြို့တော်ကိုရောက်နေတဲ့ဥရောပကိုယ်စားလှယ်အဖွဲ့ကိုဥရောပကော်မရှင်ဥက္ကဋ္ဌနဲ့ဥရောပကောင်စီဥက္ကဋ္ဌတို့ကဦးဆောင်ခဲ့ကြတာလို့သိရပါတယ်။ ဒီစစ်ပွဲဟာယူကရိန်းအတွက်သာမဟုတ်ပေဥရောပတိုက်ရေးရှင်သန်ရက်တည်ရဲ့အတွက်ပါအဆုံးဖြတ်ပေးမည့်စစ်ပွဲဖြစ်တာကြောင့်ယူကရိန်းကိုကူညီထောက်ပံ့ပေးနေတာလို့ဥရောပကော်မရှင်ဥက္ကဋ္ဌကအိတ်စ်လူမှုပရမရေးသားထားပါရယ်ရေရှည်တည်တံ့နေညင်ကြဲရရှိဖို့ရုရှားသမ္မတပူတင်ကအလွေတကူလိုက်ရောမှာမဟုတ်ဘူးလို့လေယူကရိန်းသမ္မတကစစ်ပွဲနှစ်ပတ်လည်နေ့ကမှင်ကွန်းမှာပြောခဲ့ပါရယ်ကျွန်တော်တို့ဟာကိုယ်စွန်အားအတိညာဉ် ညီညွတ်မှုတွေနဲ့အတူဥပပေါင်းဆောင်ရွက်ခြင်းနဲ့သာညီကျန်းရေးကိုရရှိနိုင်မှာပါလို့သူကဆိုပါတယ်။နိုင်ငံတကာကယူကရိန်းကိုလာကြတဲ့အထက်မှာဖင်လန်၊ဒိန်းမတ်၊နော်ဝေး၊ဆွီဒင်နိုင်ငံတွေကခေါင်းဆောင်ရည်အပြင်ကနေဒါဝန်ကြီးချုပ်လေးပါဝင်ပါတယ်ရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။ ျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။